ကဲဒီနေ့ကတော့ကျွန်တော်တို့ညိုကီညီကိုတွေအားလုံးအတွက်เนาะအကောင်းဆုံးအကောင်းဆုံးတော့အဲဆေးတစ်ခွက်ပေါ့เนาะဆေးတစ်ခွက်အုံတလုံးဆေးလေးပါကြားမှန်သမျှအားတန်ရမယ်ဆိုတဲ့စကားနဲ့အညီပေါ့เนาะအုံတလုံးဆေးလေးချက်ဖို့အတွက်ကအဓိကကတော့ကျွန်တော်တို့ကဗမာကြက်သားကိုအသုံးပြုရပါမယ်เนาะနောက်တစ်ခုကကြတော့အခုလိုမျိုးချက်အရက်စစ်စစ်ပေါ့เนาะဒါထက်ညက်ကရတဲ့အရက်အဲ့ဒါကိုကျွန်တော်တို့ချက်အရက်ခေါ်တာပေါ့เนาะအဲအဲ့ဒါလိုအပ်ပါမယ်နောက်တစ်ခါကြတော့ အုံဒီတလုံးလိုအပ်ပါမယ်နော်နောက်ကြက်သုံးအဖြူနီလေးရောထောင်းထားတာလေးလေးပါပါမယ်ဒါဒါဆိုလို့ရှိရင်ကျွန်တော်ကဒါအတန့်ဆေးထားတာပေါ့နော်ဒါရေအတန့်ဆေးပြီးသားဒါကြက်သားလေးတွေကိုပထမဆုံးစိတ်ဝင်သွားအောင်ကနော်ချက်ရက်ကလစ်ထည့်ပြီးတော့နေပါမယ်နော်ချက်ရက်ကကျွန်တော်တို့ဆေးအဖြစ်လဲအသုံးပြုလို့ရတယ်လို့နောက်တစ်ခါကျတော့အသားနူးဖို့အတွက်လဲ ဒါအသုံးတည်တယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်မလို့ကျွန်တော်တို့ကဒါလေးကိုပထမဆုံးစိတ်ဝင်သွားအောင်လည်ပေးပါမယ်အဲ့လိုနေပြီးသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်တို့ကစနွမ်းမုံလေးထည့်ပါမယ် ပြီးသွားရင်ကျွန်တော်တို့ကစားလေးထည့်ပါမယ်နော်စားလေးထည့်ပြီးသွားရင်ထုံးစံတိုင်းအချိုမုံလေးကိုထည့်ကြအောင်ဆောင်ပါမယ်အဲအဲ့ဒါလေးပြီးသွားရင်တော့ဒါလေးကိုထပ်ပြီးတော့နော်ကုနာလေးကပထမဆုံးနေထားတဲ့ထည့်ရက်ကလေးရဲ့နောက်တစ်ခါစားချိုမုံအရသာလေးတွေရဲ့အားလုံးစုံကြီးစိတ်ဝင်သွားအောင်ကျွန်တော်တို့ကနေပေးပါမယ် ကဲအခုလိုလေတမအောင်နေပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကနော်စိတ်တဲ့စိတ်ဝင်သွားအောင်ဒါလေးကိုခဏနှက်ထားမယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ကအုံဒီလေးခွဲပြီးတော့ချစ်ထားမယ်ပေါ့နော် ါအုံးသီးကကျတော့အရန်အနှုတ်ကြီးမဟုတ်ဘူးဒါကောင်းနေဖြစ်ကဲဒါလေးပြီးတော့ချစ်လိုက်ပါမယ်နော်ဆိုရင်တော့အုံဒီလေးချစ်လို့ပြီးတော့ပါပြီ။ဘယ်လိုလေးစပြီးတင်မယ်ဆိုရလဲလိုက်ကြည့်ပြပါဦးနော်။ ဈေးတစ်ခွက်ဖြစ်တဲ့အတွက်စီကိုတော့အရန်ကြီးမတုံးပါနဲ့เนาะဒီနေ့မှာကျွန်တော်စွန်းလုံးမုံမထည့်သေးပါဘူးဘယ်စီချက်လာပြီဆိုတော့ကျွန်တော်တို့ကပထမဦးဆုံးအနေနဲ့ဒီမှာအုံသီးလေးတွေထည့်ပြီးတော့ကြော်လိုက်မယ်ပေါ့เนาะ ီးရလဲစီထွက်တာ哦နော်အခုဆိုစီလေးတွေလည်းမြိုင်းလာပြီအုံဒီလေးရလဲအကြောင်းလေးပြောင်းစားပြုတ်လာပြီဆိုတော့ကျွန်တော်တို့ကစောစောလေးကအဖြူနဲ့အနေနဲ့ရောထောင်ထားတာလေးကိုထည့်ပါမယ်နော် ဲကိုသနုံမုံလေးထည့်လိုက်ပါမယ်နော်ဆဲအိုက်တိုင်းလေးနဲ့ပဲထည့်ထားတဲ့ကြက်သွန်အဖြူနီလေးနွမ်းသွားအောင်ဒီကျွန်တော်တို့ကမှုပေးပါမယ်နော်ကဲအဖြူရောနီရော နွမ်းသွားပြီဆိုတော့ကြတော့မှကျွန်တော်တို့ကအကြောင်းတင်လေးထည့်ပါမယ်မြုပ်သီးလုံးဝမထည့်ပါဘူးเนาะအကြောင်းတင်လေးထည့်ပြီးလို့ခဏနေလေးเนาะအခုလိုလေးမှုပြေးပြီးပြီဆိုလို့ရှိရင်เนาะစောစောလေးကအရသာလေးတွေနေပြီးတော့ နှစ်ထားတဲ့ဒါမှာကြက်ကတာလေးထည့်ပါမယ် ဒါစီကနောက်ကျပါထွက်လာအောင်ပါနော်အဲ့ဒါကြောင့်မလို့ကျွန်တော်စီကိုထပ်မထည့်ပါဘူးကဲနှံ့သွားပြီစီကလည်းတဖြောက်ဖြောက်လေးနဲ့ကျွန်တော်တို့ကဗမာကျက်သားကရေကြောက်ဖြစ်တဲ့အတွက်သူ့မှာရေမပါဘူးပေါ့နော်ရေထိုးသားမဟုတ်တဲ့အတွက်ရေမပါဘူးအဲ့ဒီခါမှာကျွန်တော်တို့ကပထမဆုံးရေမဆွက်သေးဘဲနဲ့စောစောလေးကလာထားထားတဲ့အုံးရေလေးကိုထည့်ပါမယ် အဲကြက်ကနုတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ထည့်ထားတဲ့အုံးရည်နဲ့ရပါတယ်နုနိုင်ပါတယ်เนาะကြက်ကရင့်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကရေလေးနည်းနည်းထပ်ပြီးတော့လိုက်ရပါမယ်เนาะအုံးရည်လေးထည့်ပြီးသွားရင်တော့မှုပေးမယ်เนาะမှုပေးပြီးသွားရင်တော့ကျွန်တော်တို့ကအမြန်ဆုံးမှုအောင်လို့เนาะအုပ်ဆောင်လေးနဲ့အုပ်ထားပေးပါမယ် ခုကျွန်တော်တို့ဒါဆိုလို့ရှိရင်စက်သားကအရင်ကြီးမနူးသေးဘူးပေါ့နော်မနူးသေးတဲ့အတွက်ရေလေးနည်းနည်းထပ်လိုက်ပါမယ် ရှယ်ပဲเนาะမြင်တာနဲ့တည်းသိကြလိမ့်မယ်လို့ပြောလိုက်နေပါတယ်ကျွန်တော်ဒီတိုင်းသားလေးရောက်ပြီဆိုလို့ရှိရင်เนาะဟိုစီပြန်းအောင်စားကျင်နေဆိုလို့ရှိရင်လည်းအဲစားလို့ရပါတယ်เนาะနောက်တစ်ခါဟိုကျွန်တော်တို့စီလေရေလေလေးပေါ့เนาะဒီတိုင်းသားလေးဆိုရင်လည်း စားလို့ရပါတယ်ဒီတိုင်းတော့ဆိုလို့ရှိရင်ကျွန်တော်ရဏမှုကြိုင်စေဖို့အတွက်မက်ဆလာလေးအုပ်လိုက်ပါမယ်ကဲအခုဆိုလို့ရှိရင်တော့နော်ညိုကီတွေအားလုံးအတွက်အုံတလုံးစေးလေးရပြီပေါ့ဗျာကဲဒီနေ့တော့တယောက်တည်းပါနော်ကလေးလည်းမပါဘူးအမေလည်းမပါဘူးဒီမှာအုံတလုံးစေးအမျိုးသားအများအတွက်အုံတလုံးစေးလေးကိုချက်တော့ကလေးတွေလည်းကျွရှင်းအကြောင်းတက်နေရပါတော့နော်ကြောင်းတက်နေရတော့ သူတို့လည်းမခေါ်တော့ဘူးကိုကိုတိုင်းပဲစပါတော့မယ်ကဲအားလုံးလည်းကျွန်တော်ပြင်တာသာစပေးပါဖိတ်ခေါ်ပါရနော်စီပြန်လေးတယ်မလေးအုံးအနှစ်ကမိုးပြီးတော့စကောင်းတာပေါ့ဒီကမှာ ထူးထူးတွေဟင်းရတော့မဆက်တော့ဘူးပေါ့နော်။အဲရင်းနှီးလေးနဲ့ပဲ။ဟုတ်။နားရလူဦးတော့ ောင်းလို့နန်လေးပူရလာပေါ့နော်နန်လေးကအောင်းလို့နန်လေးက ဒီအခြားအခြားသောသူတွေလည်းဒီလိုလေးစားကြင်သိပအောင်ချက်စားလို့ရပါတယ်เนาะအကောင်းဆုံးကျွန်တော်ကတော့အကောင်းဆုံးကစိတ်တစ်ခွန်အနေနဲ့ပြော့ပြပေးတာပါเนาะကြိုက်ရင်ချက်စားလို့လည်းရပါတယ်

मैंने सुरारे ले जितना मिले लोकली अठाई साबले चलो 也可以 လေးဗမာကျက်ကအုံသေးရဲ့ချက်ရဲ့ကလေးရပါเนาะအဲ့ဒါကိုစုပေါင်းလိုက်ရင်အုံလုံးသေးဆိုပြီးတော့ကျွန်တော်အချိန်မှာဒီနေ့ချိန်ထိငါချက်စားနေရပါเนาะကျွန်တော်ဆိုလည်းအဲတလတစ်ခါတော့ချက်စားဖြစ်တယ်ပေါ့เนาะဒါကဒါကိုယ်တိုင်စားခြင်းစပွဲလေးဖြစ်လို့ချက်စားလို့လည်းရတယ်လို့เนาะအမျိုးသားများအတွက်ကျမကြီးအတွက်လိုအပ်လို့ရှင်လေအခုလိုလေးเนาะအိမ်ရှင်မများအနေနဲ့လည်းချက်ကျွေးကြည့်ပါเนาะပြန်တော့ ညီကိုတွေလည်းအဲ့လိုပဲကိုကကိုလေးချက်စားမယ်ဆိုရင်လည်းချက်စားကြည့်ပါလို့ပြောရင်းနဲ့ပဲအားလုံးနှုတ်ဆက်ပါတယ်ခင်ဗျာ